ားလုံးဝမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ပဋိပက္ခဖြစ်စဉ်ကြီးထွားလာနေတဲ့မြန်မာနိုင်ငံကဒုက္ခသည်တွေကိုတောင်ကိုရီးယားနိုင်ငံကခေါ်ယူခေါ်လွှင့်ပေးဖို့ပြင်ဆင်နေတဲ့ဆိုတဲ့သတင်းမှာတောင်ကိုရီးယားနိုင်ငံမြောက်ပိုင်းကျုံစန်းပြည်နယ်ယုံရံခဲမှာနှစ်စဉ်လူဦးရေကျဆင်းလာတာကြောင့်မြန်မာဒုက္ခသည်40နေပါကိုခေါ်ယူပြီးလူဦးရေညီမျှဇေယျအတွက်အလုပ်ဆောင်သွားဖို့ကြိုးပမ်းသွားမယ်လို့ဒေတာရင်းတာဝန်ရှိသူတွေကမလ12ရက်နေ့မှာပြောကြားကြောင်းနိုင်ငံတကာသတင်းဌာနတွေက ဖော်ပြလာပါတယ်။ ရုံရံခရိုင်မှာနှစ်စဉ်ကလေးငယ်25ဦးခန့်သာမွေးဖွားကြပြီးပြည်မြလူ300ခန့်သေဆုံးမှုတွေရှိနေတာကြောင့်လူဦးရေမငြိမ်းများမှုတွေဖြစ်ပေါ်လာနေကြတာပါခရိုင်တွင် နှိရှိနေထိုင်ပြီးကလေးမွေးဖွားသူတွေကိုတဦးကိုဒေါ်လာ6000ကျော်ထောက်ပံ့ပေးမယ်လို့တာဝန်ရှိသူတွေကစီရင်ခဲ့ပေမဲ့လူဦးရေတိုးတက်မှုနှုန်းကဆက်လက်ကျဆင်းလာနေတာပဲဖြစ်ပါတယ် ကုလသမဂ္ဂဒေါက်ခရဲများဆိုင်ရာအဖွဲ့နဲ့ဒေသတာဝန်ရှိသူတွေပူးပေါင်းပြီးထိုင်းမြမနေဆက်ကိုရောက်ရှိနေတဲ့ကရင်ဒေါက်ခတွေတွေကိုခေါ်ယူပြီးတော့လူဦးရေညီညာရေးလှုပ်ဆောင်နိုင်ဖို့ရေးသူတို့ထည့်သွင်းစဉ်းစားလာတာပဲဖြစ်ပါတယ်။ဒေါက်ခတွေတွေကိုအသုံးမပြုတဲ့စာသင်ကျောင်းတွေအဆောက်အအုံတွေကိုနေအဖြစ်ပြုပြင်ပြီးနေရာချထားပေးမယ်လို့ဆိုပါတယ်။စကောင်းစီအာနာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံအတွင်းကနေအင်းကြီးချင်းနိုင်ငံတွေကိုထွက်ပြေးတိမ်းရှောင်နေကြရတဲ့ဒုက္ခသည်တွေတန်းနေချီရှိနေပြီးအရင်ကမြန်မာဒုက္ခသည်တွေကိုအများဆုံးလက်ခံခဲ့တဲ့အမေရိကန်ပြည်ထောင်စုကလည်းဒုက္ခသည်တွေကိုခလုံခွင့်ပေးရရဆိုင်ထားတာကြောင့်တောင်ကိုရီးယားနိုင်ငံရဲ့ဒုက္ခသည်ခေါ်ယူရေးဟာထိုင်းမြန်မာနယ်စပ်မှာအချိန်ကြာမြင့်စွာခလုံနေရတဲ့ဒုက္ခသည်တွေအတွက်အထောက်အပံ့ကောင်းတစ်ခုဖြစ်လာနိုင်ပါတယ်ရှင်။ကျမနွယ်နွယ်ပါ။